ားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီခဏလေးတော့ grade 11 english unit 9မှာပါတဲ့ well ရဲ့ going to အကြောင်းကိုကျွန်တော်တို့နှိုင်းယှဉ်ပြီးတော့မှလေ့လာကြမှာပါဒီအကြောင်းအရကိုတော့ကျွန်တော် English grammar and use out ထဲကိုပဲကိုးကားပြီးတော့ပြောပြမှာပါကျွန်တော်ဒီ grade 11 textbook ထဲကတော့မပြပြသေးပါဘူးခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့ channel လေးကနေ grade 10 11 12နဲ့ပတ်သက်တဲ့အင်္ဂလိပ်စာသင်ခန်းစာတွေရဲ့တခြားပြပကအင်္ဂလိပ်စာသင်ခန်းစာများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးဖို့ဥစွာမြတ်တရားခံပြပါစေဒါဆိုရင် well နဲ့ going to အကြောင်းကိုကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင် going to အတုံးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဗီဒီယိုသဘောလုပ်ထားပေးတာရှိပါတယ်အကယ်၍ going to တည်တဲ့ကိုလေ့လာခြင်းနဲ့ဆိုရင်တော့ညဘက်တော့မှပေါ်လာတဲ့ဗီဒီယိုလင့်ကလေးကိုနေပေးလိုက်ပါဟုတ်ကဲ့ပါအခုကတော့ဒီ will အတုံးရဲ့ am going to အတုံးရဲ့ကိုအတူတူလေ့လာကြည့်ကြအောင်ဆို Okay future actions အနာဂတ်မှာပြုလုပ်မယ့် action တွေကိုပြောခြင်းတုံးတယ်တဲ့ Okay compare where am be going to B ကတော့ MSR တစ်ခုဖြစ်နေတယ်ပေါ့နော် Sarah is talking to Helen Sarah က Helen နဲ့စကားပြောနေတာ let's have a party party ဝဲကျင်းပရအောင်တဲ့ဆရာပြောတယ် this a great idea အာကျန်ကောင်းမယ် we invite lots of people ငါလူအများကြီးကိုဖိတ်ကြမယ် okay ဒီဟာကိုကျွန်တော်တို့လေ့လာကြည့်ကြအောင် we will we'll invite ဆိုတာဒီတဲ့ we use where ကိုသုံးတယ်တဲ့ to announce a new decision အခုမှလောလောလတ်လတ်ဆုံးဖြတ်လိုက်တဲ့ဆုံးဖြတ်ချက်ကိုပြောချင်ရင် where ကိုသုံးတယ်တဲ့ the party is new idea party ဝဲကျင်းပမယ်ဆိုတာအခုမှသူဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်ဒီလို new decision တွေကိုဆုံးဖြတ်ချက်ချတာမျိုးဆိုရင် where ကိုသုံးပါတယ်တဲ့ timeline လေးကိုကြည့်မယ်ကျွန်တော်တို့ဒီမှာ policy မှာ now ရှိမှာ future ရှိမှာအခုလောလောဆယ်ပဲကျွန်တော်တို့ကအခုစကားပြောရင်းနဲ့ပဲဆုံးဖြတ်ချက်ချလိုက်တာမျိုးကို where ကိုသုံးပါတယ်တဲ့ခင်ဗျာအဲ့တော့ Sarah နဲ့ဒီ Helen နဲ့စကားပြောပြီးတော့နောက်တစ်နေ့မှာ later that day အဲ့ဒီနောက်မှာ Helen meets Max Helen ဟာ Max နဲ့တွေ့တယ် Sarah ရဲ့ I have decided to have a party Sarah ရဲ့ငါနဲ့က party ဝဲကျင်းမလို့ဆုံးဖြတ်ချကြတာ we are going to invite lots of people ဒီမှာ going to သုံးသွားပြီ well မသုံးတော့ဘူးငါတို့လူအများကြီးကိုဖိတ်ကြမလို့ဒါကြတော့ဘာလို့သွားပြီလဲဆုံးဖြတ်ပြီးသားကိစ္စမျိုး going to ကိုသုံးတော့အဲ့တော့ be going to we are going to invite ဆိုတာတဲ့ we use be going to when we have already decided ငါတို့ဆုံးဖြတ်ပြီးသားကိစ္စမျိုးကိုပြောချင်ရင် to do something တခုခုကိုပြုလုပ်ဖို့ဆုံးဖြတ်ပြီးသားကိစ္စမျိုးကိုပြောချင်ရင် be going to ကိုသုံးတယ်တဲ့အခုမှ decision ချလိုက်တာမဟုတ်ဘူး decision ကချပြီးသားဆုံးဖြတ်ပြီးသားကိစ္စမျိုးကို going to ကိုသုံးတယ်တဲ့ helen had already decided to invite lots of people. Helen ကလူအများကြီးကိုဖိတ်ဖို့ဆုံးဖြတ်ပြီးသား before she spoke to Max. Max နဲ့စကားမပြောခင်မှာသူ Helen ဟာဒီလူအများကြီးကိုဖိတ်ဖို့ဆုံးဖြတ်ပြီးသားဆုံးဖြတ်ပြီးသားကိစ္စမျိုးလို့ going to ကိုသုံးတာပါတဲ့ timeline လေးကိုကြည့်ရအောင် past မြဲ now ရှိမယ်အခုမှလောလောလတ်လတ်ဆုံးဖြတ်လိုက်တာမဟုတ်ဘူးဆုံးဖြတ်ပြီးသားကိစ္စ decision before ဆိုတာအရင်ကကြီးဆုံးဖြတ်ချပြီးသားဒီလိုကိစ္စမျိုးကိုတော့ going to ကိုသုံးပါတယ်ခင်ဗျာ အဲ့တော့ဝယ်ကိုကြတော့အခုလောလောဆယ်ယခုလက်ရှိအချိန်မှာယခုလက်ရှိလောလောလတ်လတ်မှာ decision making လုပ်လိုက်တာဆွန့်ဖက်ချလိုက်တဲ့ကိစ္စမျိုးကိုတုံးတယ် going to ကြတော့ဆွန့်ဖက်ပြီးသားကိစ္စမျိုးကိုပြောချင်ရင်တုံးတာပါတယ်ခင်ဗျာ okay နောက်တစ်ချက်ကြည့်ကြအောင်ဆိုပါ compare nation မှာတဲ့ Gary has been trying to contact you Gary ပြောလိုက်တယ်နော်အဲ Gary has been trying to contact you Gary ကမင်းနဲ့အဆက်အသွယ်ရဖို့ကြိုးစားနေတာဟာ has he ဟုတ်လား okay i call them ိုင်ခေါ်ဟင်ငါသူ့ကိုခေါ်လိုက်မယ်သူကအမှမတိသေးဘူးပေါ့နော်အခုမှဟယ်လင်ကသူ့စီကိုစစ်တဲ့ဘောစူးစမ်းနေတာဆိုတော့သူတိသွားလို့အခုမှပဲသူဆွန့်ဖက်ချလိုက်တာအဲ့တော့အိုင်ရဲ့ခေါ်ဟင်ဝယ်လ်ကိုတုံးနေတာဖြစ်တယ်နောက်တစ်ခုလည်းကြည့်လို့မဆို Gary has been trying to contact you Gary က Mena Mena 7ရက်ပေါ်ကြိုးစားနေတာ Yes I know ah ငါသိတယ် I'm going to call him ငါသူ့ကိုဖုန်းခေါ်မှာဒါကသူ သူ့ကိုဂယ်ရီကဆက်တယ်ကိုကြိုးစားနေရဆိုတာလည်းသိပြီးသားအဲ့တော့ तू ကသူ့ကိုဖုန်းဆက်ဖို့လည်းသူဆွံ့ပြပေးတဲ့ကိစ္စမျိုးကြောင့်မို့ I'm going to call him လို့တော့မှဖြစ်ပါတယ် Okay Anna is in hospital Anna ကဆေးရုံတက်နေရတာ Really တကယ်လား I didn't know ငါမသိဘူး I'm going to visit her ငါသူ့ကိုသွားတွေ့လိုက်မယ်အဲဒါတော့အင်းကမသိဘူးအခုမှပဲလောလောဆယ်ဆုံးဖြတ်ချက်သွားလဲဖို့ဆုံးဖြတ်ချက်ချလိုက်တာ Anna is in hospital Yes I know Yes I know ငါသိတယ် I'm going to visit her this evening ငါဒီညနေသူ့စီကိုသွားလဲမလို့ဒါဒီသိပြီးသား ွားလဲကိုလည်းဆုံးဖြတ်ပေးသားကိစ္စမျိုးကြောင့်မို့ I'm going to ကိုသုံးတာဖြစ်ပါတယ်တဲ့ယခုလောလောဆယ်ဆုံးဖြတ်ချက်ချလိုက်တာမျိုးက well ဆုံးဖြတ်ပေးသားကိစ္စမျိုးဆိုရင် going to ကိုသုံးတာပါတဲ့ Okay နံပါတ် B မှာ future happiness and saturation predicting the future အနာဂတ်ကိုကြိုတင်ခန့်မှန်းပြီးတော့မှပြောတဲ့နေရာမျိုးဆိုရင်တော့ well သုံးသုံး going to တုံတုံရပါတယ်တဲ့ we use both well and going to for future happiness and saturation အနာဂတ်အဖြစ်ပြက်တွေအနာဂတ်အခြေအနေတွေကိုကြိုတင်ခံမှမီးတော့မှပြောကျင်တာမျိုးဆိုရင်တော့ well ရော going to ကတုံလို့ရတယ် so you can say I think the weather will be nice later. Autumn ho I think the weather is going to be nice later. အနာဂတ်ကိုကြိုတင်ပြီးတော့မှခက်မှန်းပြောဆိုတာမျိုးကြတော့နှစ်ခုလုံးသုံးလို့ရတယ်တဲ့ Those shoes are well made. အာဒီ shoe မနက်တွေကကောင်းကောင်းပြုလုပ်ထားတာပဲ. They last a long time or they are going to last a long time. နှစ်ခုလုံးသုံးလို့ရပါတယ်တဲ့. Okay, တရားကြတော့မတူဘူး. When we say something is going to happen, တခုခုဖြစ်ဖြစ်တော့မယ်လို့ပြောချင်ရင်တော့ is going to ကိုသုံးတယ်။ we believe this ဒီလိုဖြစ်မယ်ဆိုတာယုံကြည်တာ because of the situation တော့ယခုလက်ရှိအခြေအနေကိုကြည်ပြီးတော့မှဒီလိုဖြစ်မယ်ဆိုတာယုံကြည်တာမဟုတ်စင်တော့ is going to ကိုသုံးတယ် what is happening now ယခုလက်ရှိဖြစ်နေတဲ့အခြေအနေဒီ show this something is going to happen in the future အနာဂတ်မှာဘာဖြစ်မယ်ဆိုတာကိုပြနေတာတဲ့ယခုလက်ရှိဖြစ်နေတဲ့တည်တည်တာရကတွေကိုကြည်ပြီးတော့မှအနာဂတ်မှာဘာဖြစ်မယ်ဆိုတာမျိုးကိုပြောကြည့်ရင်တော့ going to ကိုသုံးတာဖြစ်ပါတယ်တဲ့ look at those black clouds ဒီတိမ်မဲကြီးကိုကြည့်လိုက်စမ်း is going to rain မိုးရွာတော့မှအဲ့မျိုးဆိုရင်တော့ကျွန်တော်တို့က ဲ့ဝယ် rain လို့မသုံးရဘူးတဲ့ဘာလို့လဲ black cloud ဆိုတဲ့တက်တည်ရှိတယ်ဒီလိုမျိုးအခုလက်ရှိဖြစ်နေတဲ့အခြေအနေကိုကြည့်ပြီးတော့မှအနာဂတ်မှာဖြစ်ပြမယ်ဆိုတော့တေချာတဲ့ကိစ္စမျိုးကိုပြောကြည့်ရင်တော့ well ကိုမသုံးရဘူး going to ပဲသုံးတယ်တဲ့ဒီအကြောင်းကိုကျွန်တော် going to အသုံးမှာအဲရှင်းပြခဲ့ပြီးပါပြီ we can see that it's going to rain မိုးရွာရမယ်ဆိုတော့ကျွန်တော်တို့မြင်နိုင်တယ် the black clouds are in the sky now ကောင်းကင်မှာတိမ်မဲတွေရှိနေတာကိုကြည့်ပြီးတော့မှကျွန်တော်တို့ပြောနိုင်တာဖြစ်တယ် We are going to be late. နိုင်ရှိကြပါတဲ့။မလို့နောက်ကြတော့မယ်။ The meeting starts in 5 minutes. အစည်းအဝေးက5မိနစ်5မိနစ်အတွင်းစတော့မှာ it takes 15 minutes to get there အဲ့နယ်ကိုရောက်ဖို့ကတော့15မိနစ်ကြာမှာအဲ့တော့စီဝေးက5မိနစ်5မိနစ်နေရင်စတော့မှာဆိုတော့ဒါဒီသူတေချာပေါ့နောက်ကြတော့မှာအဲ့တော့ it is clear now အခုအတားပေါ်ရှင်းလင်းနေပြီ that we don't have enough time to get there အဲ့ဒီကိုအချိန်မီရောက်ဖို့အတွက်ကျွန်တော်တို့လုံလောက်တဲ့အချိန်မရှိတော့ဘူးဒါဆိုရင်နောက်ကြမှာတေချာနေပြီဒီလိုမျိုးကိစ္စမျိုးကို we are going to be late လို့တုံးပါတယ်တဲ့ going to တုံးတယ်ဂျိန်း will be late for the meeting ဂျင်းဟာစီဝေးကိုနှောက်ကြမှာတဲ့ she's always always late to အမြဲတမ်းနှောက်ကြနေကြပဲအဲ့တော့ I believe this because I know what Jane's like. Jane ဘလိုလဲ။ Jane ကဘလိုလိုမျိုးလဲဆိုတာသူသိလို့ဒါကိုသူဖြစ်မယ်ဆိုတာသူယုံကြည်လို့ခံမှန်းပြီးတော့ပြောဆိုတာဖြစ်တယ်။အပေါ်အဟာကြတော့ယခုလက်ရှိအခြေအနေကိုကြည့်ပြီးတော့မှတိတိတရကတွေကိုကြည့်ပြီးတော့မှအနာဂတ်မှာဘာဖြစ်မလဲဆိုတာကိုပြောတာဖြစ်ပါတယ်။အဲ့တော့ဒီ အနာဂတ်မှာကျူဘာဖြစ်မယ်ဆိုတော့ကျူတင်ခံမမှာပြောချင်ရင်တော့ဝယ်သွန်းသွန်း going to သွန်းသွန်းရတယ်တို့တော်ညာရဲ့ယခုလက်ရှိအခြေအနေတက်တေကတာရကတွေကိုကြည့်ပြီးတော့မှအနာဂတ်မှာဘာဖြစ်မယ်ဆိုတာကိုတေချာဖို့ဖြစ်မဲ့ကိစ္စမျိုးကိုပြောချင်ရင်တော့ going to ကိုသုံးတယ်အဲ့တော့ဝယ်နဲ့ going to တို့ခုကဒါမတူပါဘူးခင်ဗျာโอเคဆက်သွားကြအောင်ဆိုဗျာ exercises ဖြစ်ချင်ကနေရောက်တော့ပြီအဲ့တော့ပြန်ပြီးတော့မှ review လုပ်မယ်ဆိုရင်ဝယ်ကကြတော့ယခုလောလောဆယ် ဒီဆုံးဖြတ်ချက်ချရတဲ့ကိစ္စမျိုး new decision ပေါ့နော်အခုမှလောလောဆယ်ဆုံးဖြတ်ချက်အသက်ချရတဲ့ကိစ္စမျိုးကိုတုံးတာခွင့်တူကြတော့ဆုံးဖြတ်ချက်ချခဲ့ပြီးသားကိစ္စမျိုးကိုဆုံးဖြတ်ဆုံးဖြတ်ခဲ့ပြီးသားကိစ္စမျိုးကိုတခုခုလုပ်မယ်ဆိုတဲ့ကိစ္စမျိုးမှာတုံးတာဖြစ်ပါတယ် Okay number 1 Why are you turning on the TV? Main TV ဘာလို့ဖွင့်နေတာလဲ? I'm going to watch the news. ငါ TV ကြည့်မလို့အဲ့တော့ဒါကအခုလက်ရှိအချိန် तू TV ကြည့်နေတယ်ဆိုတဲ့အချိန်တွေကိုကြည့်ပြီးတော့မှ तू အနာဂတ်မှာဘာလုပ်မလဲဆိုတာကိုကိုအနာဂတ်မှာဘာလုပ်မလဲဆိုတာကိုတေချာပေါ်ပြောနေတဲ့ကိစ္စမျိုးပေါ့နော် Okay I forgot my wallet အာငါပတ်စံမိထားခဲ့တာတဲ့ I don't have any money ငါပတ်စံတပြားမှမပါဘူး Not to worry စိုးရိမ်ပါနဲ့အဲ့တော့ဘာသုံးမလဲ Where သုံးမလား Going to သုံးမလားအဲ့တော့ဒီဟာက ပတ်ဆိုင်မိထားခဲ့တာသူစီစဉ်ထားခဲ့တာမဟုတ်ဘူးအခုမှပတ်ဆိုင်မိထားခဲ့တာသူတည်တာအဲ့တော့မစွိနဲ့တဲ့ငါမင်းပတ်ဆိုင်ချိမယ်ပတ်ဆိုင်ချိဖို့ကအရင်ကတည်းကစီစဉ်ခဲ့တာမဟုတ်ဘူးအခုမှလိုအပ်လာလို့ decision ချလိုက်တာအဲ့တော့ကျွန်တော်တို့က I will lend you ပဲသုံးရမှာဖြစ်ပါတယ်။ Number 3 why are you filling the dead bucket with water? ဘာကြောင့်မို့မဲ့ဒီရေပုံးကိုရေတွေဖြစ်နေရတာလဲ။ယခုလက်ရှိချိန်။အဲ့ तू ဘာလို့ရေတွေဖြစ်နေပြီဆိုတော့ तू ဘာလို့မှလဲ။เนาะ။ဒါ season နေပြီးသားကိစ္စ season time ပြီးသားကိစ္စမျိုးကြောင့်မို့ I'm going to watch the car ။ငါကားကိုရေစီးမလို့။ Okay ။ သူကောက်ဝေးစိမဲ့ဆိုတာကြိုတင်မြှုပ်ဆုံးပြထားလို့သူရေးဖြစ်နေတာပေါ့ဗျာ I don't know how to use the washing machine ဟာဒီအဝတ်ရှော့စက်ကိုဘယ်လိုသုံးရမလဲဆိုတာငါမသိဘူးတဲ့ It's easy လွယ်ပါတယ် I'll show you ငါမင်းကိုပြမယ်အဲ့ဒီမှာ I'm going to show you လို့မသုံးဘူးဘာလို့လဲဒီသူ့ကိုဘယ်လိုလုပ်ရမလဲဘယ်လိုသုံးရမလဲဆိုတာပြဖို့ဒီအရင်ကလေးကစီစဉ်ခဲ့တာမဟုတ်ဘူးအခုမှလောရလာလို့ decision ချလိုက်တာဖြစ်တယ်အဲ့တော့ I'll show you ပဲသုံးရမှာပါနောက်တစ်ခု Number 5 I have decided to paint this room ဒီခန်းကောင်က ်သူ့ဖို့ဆုံးဖြတ်ထားပြီးသားတဲ့အဲ့ဆိုတော့ဘာပဲသုံးလို့မှလဲဗျာ this night ကောင်းတာပေါ့ what color မိကွန်းကြောင့်မို့ are you going to paint going to ပဲသုံးအောင်ပါနံပါတ်6 where are you going ဘယ်သွားမလို့လဲ are you going shopping ဈေးဝယ်ထွက်မလို့လား yes ဟုတ်တယ်အဲ့တော့ဟာဈေးဝယ်ထွက်တော့မှာဆိုတာစီစဉ်ပြီးပြီပေါ့အဲ့တော့ i'm going to buy some things for dinner tonight what would you like to eat မင်းဘာစားမလဲ okay ဒီလိုမျိုးမားတဲ့ကိစ္စမျိုး ဒါကိုစီစဉ်ကြတာမဟုတ်ဘူးအခုမှမေးရမယ်ဘာစားမယ်လို့မေးလိုက်တာဒီကိုက feature စားမှာတဲ့အဲ့တော့ဒါမှားယူနေတဲ့ကိစ္စမျိုးလို့ဆိုရင်တော့ i have လို့ပဲသုံးရပါတယ် i will ပဲသုံးရပါတယ်နောက်တစ်ခု this food doesn't taste very good does it အာဒီစားတော့ကအဲ့ဒါသိမကောင်းဘူးတမလား no တဲ့သိမကောင်းတာမဟုတ်ဘူး it's horrible အရန်ကိုမကောင်းတာအဲ့တော့ငါပြီအောင်ငါမစားနိုင်တော့ဘူးမစားတော့ဘူးအဲ့တော့ i am not going to finish it ဖြစ်ပါတယ် tom is study an evening class next month တော့စီစဉ်ထားပြီးသားဗျာ ထွန်မားတဲ့နောက်လာမှာအဲဒီညချောင်းပေါ့နော်ညအတန်းစတင်ပြီးတော့မှတက်မှာတဲ့ is she ဟုတ်လား what season ထားပြတဲ့ကြောင့်မို့ what is she going to study what is she going to study သူဘာလေ့လာမှာလဲ okay did you call lisa me lisa ဖုန်းဆက်ခဲ့လား oh no ဖုန်းဆက်ခဲ့ဟို i completely forgot ငါလုံးဝမိတ်သွားတာအဲအခုအခုငါခေါ်လိုက်မယ်အဲ့တော့ i call you i'm call her now ခုခေါ်လိုက်မှာလားအခုမှလုံးလုံးလုံးဆုံးပြတ်လိုက်တာပေါ့နော် Okay, has then decided what to do when he leaves school. ကျောင်းထွက်ပြီးရင်ဘာလုပ်မယ်ဆိုတော့ဒန်ဆွပြပြပြီလားတဲ့ Yes ဆွပြပြပြီ everything is planned အဲအလုံးစီစဉ်ထားပြီးပြီတဲ့အဲ့တော့စီစဉ်ထားပြီးတဲ့ကိစ္စဆိုတော့ going to နဲ့ပဲသွားတော့မှာပေါ့ First he have paid her တဲ့ he is have going to have a holiday for a few weeks ပြီးရင် he is going to do a management training course ဖြစ်ပါတယ် management management training ကိုတက်မှာတဲ့အဲ့တော့ဒါကတော့ အဲအခုမှလောလောလတ်လတ်ဆုံးဖြတ်လိုက်တာမျိုးဆိုရင်ဝယ်ကိုသုံးတယ်ကိုဆုံးမြတ်ပိတ်တဲ့ကိစ္စမျိုးဆိုရင်တော့ going to ကိုသုံးတာပါတဲ့ okay နောက်တစ်ခုကြည့်ကြအောင်ဆိုဗျာ read the saturations and complete the sentences using will or be going to ခြေနေကိုဖတ်ပြီးတော့မှာတဲ့ will သုံးပါလား going to သုံးပါလားတဲ့ okay you want some coffee may coffee တောက်ချင်တယ် you go to the kitchen and makes to make some to make some may မျိုးရနေတော့ပြီးတော့မှာ coffee ဖြော်တယ်တဲ့ you sit to your friend မင်းတကယ်ချင်းကိုပြောတယ် i'm going to make some coffee ဝက်ချလိုက်ဆမ်အငါကွန်ပျူတာမလို့ဒါဆုံးဖြတ်ပြီးပြီပေါ့သူကွန်ပျူတာရှင်လို့မိဘရောင်တဲ့တော့တွားနေပြီဆိုတော့သူဆုံးဖြတ်ပြီးတဲ့ကိစ္စမျိုးကြောင့်မို့ going to ကိုတုံးတာဖြစ်တယ်။ Okay number 2 you are speaking to a friend and arranging to meet မင်းတငယ်ချင်းတယောက်နဲ့တဲ့စကားပြောနေတာပြီးတော့မှ arranging to meet သူနဲ့တွေ့ဖို့စီစဉ်နေတာတဲ့ you suggest a time and place မင်းအဲနေရာနဲ့အချိန်ကိုမင်းကအကြံပေးတယ်ပေါ့နော်အကြံပေးတယ်အဲ့တော့ ဒါကတွေးဖို့စီစဉ်တော့ဟုတ်တယ်သို့တော့အချိန်နဲ့နေရာကဝေငိုင်းဆုံးဖြတ်ထားတာမဟုတ်ဘူးအခုမှဆုံးဖြတ်မှာကြောင့်မို့အကြံပေးတဲ့ကိစ္စမျိုးစဉ် I will ပဲသုံးရမယ်နော် I will see you at 10:30 in the hotel lobby Okay number 3 You have decided to sell your car. မင်းကားကိုမရောမဆုံးပြပြီးပြီတဲ့. You tell a friend or yours မင်းတငယ်ရဲ့တယောက်ကိုပြောတယ်. I don't need my car anymore. ငါကားမလိုတော့ဘူး.အဲ့တော့ကားမလိုလို့ဆိုမှတော့သူဘာလို့တော့မှာလဲ. I am going to sell it. သူရောင်းချတော့မှာပေါ့. so her friend is worried မိတဲ့ငယ်ချင်းကဆွေးနေရတယ် because ဘာကြောင့်လဲဆိုတော့ she has lost her driving license သူမရဲ့ရေမောင်းလိုင်စင်ကိုပျောက်သွားလို့အဲ့တော့ don't worry ဆိုရင်မှလည်း i'm sure you will find it ပဲပေါ့ဗျာဒါကြီးကမင်းတွေ့မယ်ဆိုဆုံးဖြတ်ထားတာမှမဟုတ်တာကိုကသူ့ကိုအကြံပေးတာအနာဂတ်မှာတခုဖြစ်မယ်ဆိုတာကိုကျွတ်တင်ခံမှန်းကျင်တော့ google နဲ့ပဲသုံးနေတာဖြစ်တယ် fight a you have an old camera that is broken ပြစ်နေတဲ့ကင်မရာအဟောင်းမဲ့မှာမင်းမှာရှိတယ်တဲ့ you have decided to throw it away မင်းအဲ အလွတ်အဝေးကိုအဝေးထွက်သွားပြီလွန့်ပြစ်လိုက်ဖို့မင်းဆုပ်ပြတ်ပြီးပြီ you tell your friend မိတဲ့ငယ်ချင်းကိုပြောတယ် this camera is broken နော်ဒီ program ကြီးပစ်နေပြီအဲ့တော့ပစ်နေပြီ तू ကမင်းကလည်းပစ်လွန့်ပြစ်ဖို့လဲဆုပ်ပြတ်ထားပြီးပြီဆိုတော့ဆုပ်ပြတ်ပေးတဲ့ကိစ္စအကြောင်းမို့ i'm going to throw it away ဖြစ်ပါတယ် your friend loves and calls old cameras မင်းတငယ်ချင်းကဒီကင်မရာအဟောင်းတွေကိုအဲချစ်တယ်ပြီးတော့ကင်မရာအဟောင်းတွေစုဆောင်းအောင်လည်းကြိုက်တယ်တဲ့ he doesn't want you to throw away မင်းတူတူမင်းသူကမင်းကို ပြစ်မလွန့်စေချင်ဘူး he says သူကပြောတယ် don't throw it away မလွန့်နဲ့အခုမှသူစွန့်ပြတ်ချလိုက်တာဟိုရင်ကလေးကြီးသူကသူ့ရဲ့ကင်မရာကိုတိမ်းမစွန့်ပြတ်ထားတာမဟုတ်ဘူးအခုမှစွန့်ပြတ်လိုက်တာဆိုတော့ i will have it ငါတင်ထားမယ် so as to go through the effort tomorrow joe ကမနေ့ပြန်မှာလေလေစိတ်ကိုသွားမှာ he doesn't know how to get there ဘယ်လိုသွားမလဲဆိုသူမသိဘူး amy offer to take them amy ကသူ့ကိုခေါ်သွားဖို့ကန့်လန့်နေတယ် amy says ပြောတယ် don't worry about getting to the airport လေးစိတ်ကိုတော့ဖို့မစိုးရင်ပါနဲ့တဲ့ Joe will take you သူကမင်းကိုခေါ်သွားလိုက်မယ်နော်အာ Joe ကငကိုတည်းကစီစဉ်ထားတာမဟုတ်ဘူးအခုမှ तू ကပြောလိုက်တာအခုမှဆုံးဖြတ်လိုက်တာ Later that day အဲ့ဒီနောက်မှာ Paul offers to take Joe to Paul offers to take Joe to the airport Paul က Joe ကိုလေးစိတ်ကိုသွားဖို့ကမ်းလှမ်းတယ် Joe tells him this not necessary Joe ကသူ့ကိုအဲမလိုတော့ဘူးဆိုကြောင်ပြောတယ်တဲ့ တဲ့ကျေးဇူးပဲပေါ့ but Amy is going to take me ပြောတော့မှာပေါ့ဘာဆိုတော့ Amy ကသူ့ကိုခေါ်သွားဖို့သူ့ကိုပြတ်ထားပြီးသားပေါ့နော်အဲ့ကြောင့်မို့ going to ကိုသုံးမှာဖြစ်ပါတယ် okay ဒါဆိုရင်တော့အားလုံးစင်ပြသွားရမယ်လို့ထင်တယ်အကြည့်ကြောင်းမယ်ဗျာအဲ့တော့ which go with which ဘယ်ဟာကဘာနဲ့တွဲမှာလဲတဲ့ okay ဖတ်ကြည့်ပြီးရင်တွဲလိုက်ကြအောင်ပါ why don't you come to the party with us ငါတို့ငါတို့လည်းအတူတူဘာဖြစ်လို့ party ပဲကိုမလိုက်တာလဲနော် party ပဲမလိုက်တာလဲ number f မှာ you will enjoy it မြင်ပြောမှာနော်အဲ့လိုမျိုးပြောတာပေါ့ဗျာတင့်လေအောင်တွဲပေးရမှာပါနံပါတ်2 that ceiling looks dangerous ဒီမိနစ်ကြီးကအရန်ကိုမဖြစ်နေပြီလေအန်ဒီရဲ့များနေပြီအဲ့တော့ it looks as if it's going to fall down ဘာလို့တော့မှာလဲပြူကြတော့မှာပေါ့ကျွန်တော်တို့ဘာတော့မှာဒီနေ့တွဲရမှာအဲမိနစ်ကြီးကကြည့်ရအရန်ကိုအန်ဒီရဲ့များနေပြီသူ့ရဲ့အခြေအနေက ပြုတ်ကြတော့မယ်လို့ပဲဒါကြောင့်မို့ going to ပုံထားတာဒါပေမဲ့ဒါမလိုတော့ပါဘူးကျွန်တော်တို့တွဲခိုင်းတာဆိုတော့တော့မပြောတော့ဘူးနံပါတ်3 he is looking very tired သူကကြည့်ရအရန်ကိုပင်ပန်းနေပုံပဲသူဘာလုပ်တော့မှာလဲသူကအိအိပြောတော့မှာ i think he is going to fall asleep h ဖြစ်ပါတယ် now for this tv is too bad ဒီပွဲရန်ကိုကြည်လွန်းနေအဲ့တော့ကျွန်တော်မထက်မလဲ ရန်ကိုကြည်လွန်းတယ်ဗာထက်မလဲ I don't think it will fit in the room အခန်းနဲ့ဆက်မှာမဟုတ်ဘူးတဲ့အဲ့တော့ G နဲ့တွဲရမှာပါအဲ့တော့ကျွန်တော်တို့တွဲထားပြီးသား D H တွဲထားပြီး G တွဲထားပြီး D တွဲထားပြီး F လည်းတွဲထားပြီးပြီ Okay Now fight the weather forecast is good မိုးလေဝသခန့်မှန်းချက်ကကောင်းတယ်တဲ့အဲ့တော့မိုးလေဝသနဲ့ဆိုင်တယ်ဒီဘာဖြစ်မလဲ It's going to be a nice day ကောင်းတဲ့နေ့လေးဖြစ်မှာတဲ့အသားရတဲ့နေ့လေးဖြစ်မှာပါတဲ့စီနဲ့တွဲပြရမှာပါ Number 6 Jack is very determined. Jack ကအရန်ကိုစွန့်ပစ်ချက်ခိုင်ပါတယ်တဲ့။အဲ့တော့ he will get what he wants to လို့ကျွန်တော်တူရလိမ့်မယ်တဲ့။အဲ့တော့ A နဲ့တွဲပြရမှာဖြစ်ပါတယ်။ Okay, they are building a new skyscraper here. Skyscraper skyscraper ဆိုတာကမိုးမြော်တိုက်ကြီးကိုပြောတာ။အဲ့တော့ they are building a new skyscraper here ဆိုတာသူတို့ဒီဒီနားမှာတဲ့မိုးမြော်တိုက်ကြီးကိုဆောက်ကြမှာတဲ့။အဲ့တော့ဘာထက်မလဲကျွန်တော်တို့ကဘာကြံသေးလဲဗျ။ It's going to be 20 meter high. မီတာနေရာလောက်မြင့်လိမ့်မယ်တဲ့ okay e နဲ့တွဲပေးရမှာပါ okay နောက်တစ်ခုပဲကျွန်တော်တယ် i haven't seen ban for ages ငါ ban နဲ့မတွေ့ရတာတော်တော်ကြာပြီတဲ့တစ်ခုပဲကျွန်တော်တယ် he probably won't remember me သူငါ့ကိုမေ့တောင်မေ့နေနေမေ့နေအောင်မေ့နေနေပြီတဲ့ ူငါ့ကိုမိတောင်မိနိုင်မိနေလောက်ပြီပေါ့ဗျာ။ Okay ဒါဆိုတော့အားလုံးစင်ပြီးသွားလိမ့်မယ်လို့ထင်တယ်။ Sympathy များကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှချစ်ပေးပေးပါ။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံးတွေ့ကြရအောင်။အပန်းမကြည့်ရင် channel လေးကို subscribe လုပ်ပေးဖို့မြတ်တရားခံပြပါစေခင်ဗျာ။ Bye bye